အမဲသားကိုရှောင်၍ကြံသောအသားများစားခြင်းသည်မှန်ကန်ပါသလားဒါတော့လူတွေရဲ့ဆန္ဒနဲ့ဆိုင်နေပေါ့တချို့ကြတော့ဒီလူတွေဟာမြန်မာနိုင်ငံအခြေအနေကြည့်မယ်ဆိုလို့ရှိရင်တခြားနိုင်ငံနဲ့မတူစက်မှုလဲရလုပ်တဲ့နိုင်ငံတွေကြတော့နွားကိုခိုင်းတာမဟုတ်ဘူးမြန်မာပြည်ကတော့စက်မှုလဲရမထွန်းကားသေးဘူးပေါ့မထွန်းကားသည့်အတွက်ကြောင့်လဲဆိုင်တယ်ဆိုလဲနွားနဲ့ပဲထွန်းတာရတာတွေအကုန်နွားနဲ့ဆိုတော့ ကျေးဇူးတရားကိုသိတတ်မယ်ဆိုရင် အော်သူတို့ရှိလို့ငါတို့စားနေရတာပါလားဟာသူတို့လှုပ်အားနေနေပါလားလို့ဆိုရင်ဒီလိုကျေးဇူးတင်ပြီးတော့ရှောင်းတာနော်ရှောင်းတာဟာရှောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်ကောင်းတယ်လို့ပြောရမှာနော်ကျန်တဲ့ကျန်တဲ့တရားတွေကိုဒီစားတာဟာကိုယ့်အကူဟင်းတစ်အနေနဲ့စားတယ်ဆိုလို့ရှိရင်တော့သူကအပြစ်မရှိဘူးသို့တော့ငါတို့စားဖို့ ဒီတရားတွေကိုဘုရားသခင်ကဖန်ဆင်းပေးတယ်လို့ပြောမယ်ဆိုရင်ဒါမှားယွင်းတဲ့ပြောဆိုချက်ဖြစ်လို့ပိဿာဝါစာဖြစ်တယ်အမြင်ဟာလဲမှားယွင်းတဲ့အမြင်ပဲဖြစ်တယ်တရားဆိုတာသူကနဲ့သူဖြစ်တာလူစားဖို့ဖြစ်လာတာမဟုတ်ဘူးသူကနဲ့သူဖြစ်ကြတာဘယ်သူမှလည်းဖန်ဆင်းပေးထားတာမဟုတ်ဘူးသူကနဲ့သူဖြစ်လာကြအဲ့တော့အကျဉ်းတရားထားမယ်ဆိုရင်အလုံးပေါ်မှာထားတဲ့နွားကြတော့အကျဉ်းတရားအပြင်ဂျေဆုတရားဟောကလူတွေကထက်သွင်းစဉ်းစားကြတာပေါ့ ထက်သွင်းစဉ်းစားကြတာအဲ့တော့အကယ်၍မေတ္တာတရားအနေနဲ့ဖေမြည်သည့်တရားရဲ့အသားမှမစားဘူးအလုံးကိုတနာကျင်တဲ့စိတ်နဲ့တရားရဲ့အသက်ကိုရှောင်မယ်ဆိုလို့ရှိရင်တော့ဒါတော့အကောင်းဆုံးပဲသို့သောဟင်းအနေနဲ့စားတယ်ဒီတရားတွေသေးပါစေဆိုရဲစိတ်လည်းမရှိဘူးသူတို့သေပြီးသားအသားကိုပဲဟင်းတစ်ခွက်အနေနဲ့တမအပြင်စားတယ်အဲ့တော့စားတဲ့စိတ်နဲ့တတ်တဲ့စိတ်ကမတူဘူး စားတဲ့စိတ်ဟာတတ်တဲ့စိတ်နဲ့မတူသေးတဲ့ကြောင့်အပြစ်ရှိတယ်လို့ပြောလို့မရဘူး။ဒါကြောင့်မို့ဒီလူတွေရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်တယ်။တရားမျှတတာမမျှတတာဟာဒါနဲ့မဆိုင်ဘူးပေါ့။နော်။ကိုကစားတာဟာတက်ပြီးတော့စားတာမဟုတ်ဘူး။ဈေးမှာအစင်းသိရောင်းချတာကိုစားတာ။အဲတချို့ကလည်းပြောကြတယ်။စားသူရှိလို့တတ်သူရှိတာလား။စားလို့တတ်တာမဟုတ်ဘူး။မစားလည်းတတ်တာ။ စင်နေဆိုရင်မစားဘဲနဲ့အစွဲလို့ကျွန်တော်တတ်တာအများကြီးပဲเนาะကြားတယ်ဆိုလဲအသက်ခံရတယ်ဘာကြောင့်အသက်ခံစားဖို့မဟုတ်ဘူးအရေးလို့ကျွန်တော်တတ်တာလူတွေကတတ်တဲ့လူကတော့သူ့ဟာသူသူ့အတွက်သူ့ငွေရဖို့သူ့တခုအသုံးချဖို့တတ်တာလူတွေစားဖို့တတ်ပေတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့စားသူရှိလို့တတ်သူတွေရှိနေတယ်လို့ဆိုတဲ့အတွေ့အားလဲမှန်ကန်မှုမရှိဘူးပေါ့เนาะမှန်ကန်မှုမရှိဘူးအဲ့တော့သရဝါးတွေဟို တဏာတယ်မေတ္တာထားတယ်ဆိုလို့ရှိရင်တတ်တယ်လို့စာအကယ်၍ဟင်းဒီဟင်းရွက်အနေနဲ့တရားဝါဒီသေးပါစေဆိုတဲ့စိတ်မရှိပဲနဲ့ဟင်းအနေနဲ့ပဲကိုဒီတဲ့ပို့ပြီးတော့မစင်စားပဲနဲ့စားတယ်ဆိုရင်အဲ့ဒီလူရောပြည့်စုံလားဆိုပြည့်မရှိဘူးအဲ့ဒါတော့ပြည့်မရှိဘူးเนาะရသော်ဘုရားလည်းဒါကို ခေါ်ထားရှိတယ်လက်မှာအနာစာမရှိတို့အနာစာမရှိတဲ့လက်နဲ့ စိတ်ကိုကိုင်းရင်လည်းစိတ်မသိမှုတဲ့ဆိုလိုတာကကိုယ်စိတ်ကရိုးသားဖြောင်းဖြောင်းမတ်နေတယ်ဆိုလို့ရှိရင်တော့ဒါအပြစ်မရှိဘူးလို့ဆိုရမှာဖြစ်တယ်အဲ့တော့အမဲသားကိုရှောင်ပြီးဂျန်တဲ့သားကိုစားခြင်းဒီမှန်ကန်ပါသလားဆိုမှန်ကန်တာမှမှန်ကန်တာအသာထားနော်ပြစ်ရှိပါသလားအပြစ်မရှိဘူးလားဒါဒါသာမေးရမှာဖြစ်တယ်ပေါ့နော်မှန်တာမှားတာနဲ့ပတ်သက်တာမဟုတ်ဘူးတရားကနော် အမဲသားကိုရှောင်ပြီးခြံနဲ့အသားများကိုစားရဟာကို့အနေနဲ့ဟောမဲသားကြတော့နွားတွေရဲ့ခြေစုပ်ကိုချိပ်ပြီးတော့မစားတဲ့မူဆိုပြီးတော့ရှောင်ကြတယ်။ဒါနဲ့ပတ်သက်ပြီးတော့လယ်ရီဆရာတော်ကြီးပြောတဲ့စကားကိုမှတ်သားထားတဲ့လယ်ရီဆရာတော်ကအမဲသားမစားဘူးဆိုပြီးတော့ဟောတယ်တနင်္ဂနွေလုံးလှုပ်ဆော်တယ်အမဲသားရှောင်ခြင်းရေးတွေလုံးဆော် အလုံးစော်တဲ့အခါကျတော့နွားမေတ္တာစာတွေဘာတွေရေးပြီး လုံးစော်တယ်အဲ့တော့လုံးစော်တဲ့အခါမှာတချို့ဘုန်းကြီးတွေကပြောကြတယ်လယ်ရီဆရာတော်ကနွားပဲသနာသလားကြက်တွေဝက်တွေတော့မသနာဘူးလားနဲ့ဆိုတော့အပြစ်တင်ကြတယ်လယ်ရီဆရာတော်ရက်ဘာပြန်ပြောလို့ဆိုကျွတ်တူကတော့ညာပြေးရင်လွှားရင်နွားတစ်ကောင်ပဲဆွဲသွားနိုင်တယ်ကြံနာခမားတို့ဆွဲကြပေါ့ဗျာလို့ပြောတယ်အဲ့တော့သူများကိုအပြစ်တင်နေမဲ့အစာကိုယ်ကိုယ်တိုင်လိုက်နာမှာတာဟာနော် နောဘုဒ္ဓသနာ위ခြံရီမသနာဘူးလို့ဒီလိုပြောလို့မရဘူးပေါ့နော်အဲ့တော့ကိုရှောင်းနိုင်ရင်အကုန်ရှောင်းဒီလိုဆုလို့တယ်ပေါ့လယ်ရီဆရာတော်ကြီးပြောတာဘလို့စင်ပြေတယ်ကျုပ်ကတော့နွားတကောင်ပဲဟောနိုင်သေးတာခမရတို့ဟောရပါဗျာတဲ့ကြက်တီငှက်တီဝက်တီလည်းမတတ်အောင်ကျုပ်ကတော့ပြင်းရင်လွှဲရင်နွားတကောင်ပဲဆွဲနိုင်တယ်ခမရတို့ကြက်တီဝက်တီဆွဲကြပါဗျာဂျန်တဲ့ဟာလဲဂျန်တာပြောပေါ့ဒါမို့ ဗီဂျီဆိုတာရှိတယ်ဗက်ဂျီတေဘောဗက်ဂျီတေရီယန်ဆိုတာဒီသားငါနဲ့တက်ရှိတရဝါနဲ့ပတ်သက်တဲ့အစားအစာတွေကနေရှောင်းတယ်ဒါပေမဲ့တရဝါတွေနဲ့ပတ်သက်တဲ့နွားနို့တို့ကျက်ဥတို့စားတာမျိုးတွေပါလေရှိတယ်နောက်တစ်ခါဒီတရေအိတ်တို့တရေဖနတ်တို့စီးတာဒါလည်းသားအောင်စားတာလိုပဲပါထူးတော့တေဖနတ်စီးနေတယ်ဆိုရင်နွားသားစားတယ်လို့ပဲမထူးသူ့ဟာကိုသုံးတာဖြစ်တယ် မိချောင်းရေတွေတုံးတယ်ခုခေတ်မှာဆိုလို့ရှိရင်အဲ့တော့သရဝါဖြစ်လာတာပြီးချီဆိုသရဝါဖြစ်လာတာတွေဘာတစ်ခုမှမတုံးเนาะသေးချာခင်လဲမောနဲ့သေးဖနှတ်လဲမစည်းနဲ့သေးအိတ်လဲမကိုင်းနဲ့သရဝါရတဲ့ဟာဆိုရင်တစ်ခုမှမတုံးတာမွေအင်းကြီးလဲမောနဲ့ဒီလိုဆွလို့တယ်လူတွေကစားတာတစ်ခုလေးတွေပြောလို့မရဘူးဒီဟာเนาะသရဝါတွေသေဆုံးရတာစားလို့တစ်ခုတည်းကြောင့်မဟုတ်ဘူးချားတယ်အဲ့တော့ ြေကြေပြတ်ပြတ်စဉ်းစားတတ်ရမယ်